ဂျပန် region TikTok account ကိုဘာ VPN မှမခံဘဲနဲ့နှစ်မိနစ်အတွင်းဘယ်လိုဖွင့်ရမလဲဆိုတာကိုပြပြပေးတော့ပါပထမအဦးဆုံး TikTok ထဲဝင်ပြီးဆိုင်းရတဲ့ကိုနှိပ်ပါပြီးရင်တယောက်ဆုံးမှဒီမှာ TH တချို့ဆိုရင် Thailand ဆိုရင်မှရေးရေးလိမ့်မယ် Thailand မှာမြန်မာဆိုရင်မှ follow လိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါဒီဒီနီယာမှာဂျပန်ဆိုတာကိုရရှာလိုက်ပါဂျပန်ရှာရင်လည်းရဒါမှမဟုတ် US UK ချက်တဲ့ဟာဖွင့်လို့ရပါတယ်။ဒါလေးလုတ်ပြီးသွားဆိုရင်ဒီမှာကိုက continue with google တော့ google gmail account နဲ့ဖွင့်ရမှာစောဂျာလေးကိုနှိပ်လိုက်ပါ ဂျီမီကောင်အသက်ဖျက်ရမှာပါဂျီမီကောင်အသက်ကိုဒီထဲမှာထည့်ရမှာပါဂျီမီကိုနေပြီးဝိုက်ဆိုရင်ဒီနေရာမှာမွေးနေ့ကိုထည့်လိုက်ပါပြဒီမှာနာမည်အကိုကြိုက်တဲ့နာမည်ကိုထည့်လို့ရပါတယ်ကဲအကောင်ဖွင့်ပြီးဝါပြီးဖွင့်ပြီးဝိုက်ဆိုတော့ဒီကောင်က original ဆိုတော့တစ်ချက်ပြန်ကြည့်ကြည့်မယ်နော်အပေါ်ဆုံးက730ကိုနေလိုက်ပါ setting privacy ထဲဝင်လိုက်ပါအကောင့်ထဲကိုနေလိုက်ပါ အကောင့် information လေးကိုနှိပ်လိုက်ပါပြီးဒီမှာ Japan ပေါ်သွားပြီเนาะပြီးဒီမှာ Japan region ဖြစ်သွားပါပြီမိတ်ဆွေလက်ဒီအတိုင်းလှုပ်ကြည့်ပါเนาะအလွယ်ဆုံးနီးနဲ့ဒါ Japan region TikTok account ဖွင့်နေလေးဖြစ်ပါတယ်